ချမ်းရဲ့ဒီသမင်းတောက်လေးအရင်စားကောင်းပြည်တဲ့ကလူတွေကိုတောက်ပြပေးပါလားမချမ်းချစ်တယ်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 ဒါကကျန်တုတ်တာတာခဏခဏတုတ်တာဖြစ်တဲ့ပုံစံလေးကိုလာပြီးတော့မှတုတ်ကြမယ်သွားကြည့်ကြမယ်လားโอเคခဏတော့ကသမင်းတုတ်ကိုစတင်တုတ်ကြမယ်လားကဲသမင်းတုတ်ရဲ့ထည့်ဖို့အတွက်ကျန်တို့အရွက်လေးပြီးမယ်ဒါကိုကျန်ကပြုတ်မယ်နော်အစိမ်းစားချင်တဲ့သူကတော့အစိမ်းထည့်ပါနော်ဒါပေမဲ့ပြုတ်ပြီးထည့်ရင်တော့ပို့ပြီးတော့စောက်ကောင်းတယ်ဘယ်လောက်ဆိုရပြီး ဒီလိုစီရင်ဆက်ဆက်လေးဖြစ်အောင်ငရုတ်ဒီစိမ့်အနေတော့နေခဲ့မယ်ဒါလောက်ဆိုရပြီခင်းချင်ဒီစိမ့်နဲ့ခင်းချင်ဒီအမှတ်နှမျိုးခဲ့မယ်နော်အမင်းတုံးနဲ့စားဖို့အတွက်ပစုံလေးပစုံလေးကိုတန့်စင်အောင်လုပ်လိုက်မယ်ပြီးရင်တော့ပြုတ်မယ်နော်။ကဲအရွက်တွေကိုစက္ကန့်ပိုင်းနဲ့ပြုတ်လိုက်မယ်။ဒီလိုစိမ့်စိမ့်လေးဖြစ်ပြီးဆိုရင်တော့ရပြီနော်။ကဲအရွက်တွေပြုတ်ပြီးသွားရင်ကျန်ပစုံအနေငယ်ပြုတ်လိုက်မယ်နော်။ကဲပစုံလေးကျက်ရင်တော့ရပြီ ပိတ်မယ်နော်မင်းတုပ်ကိုစတင်တုပ်မယ်ခမင်းတပွဲစာထည့်မယ်ပြီးတော့လို့စီရင်ပြုတ်ထားတဲ့အရွက်တွေကိုထည့်လိုက်မယ်ကျက်သွန်နီပြီးထားတာလေးထည့်တယ်ခရမ်းချင်လေးပြီးထားတဲ့နှမျိုးလေးထည့်မယ်မြုပ်ဒီစိန်ထည့်မယ်ဒါလေးကတော့ပြုတ်ထားတဲ့ပစွန်ထည့်မယ် ပြီးတော့လို့ရှိရင်တော့ကျန်လို့အရသာဆက်မယ်အရသာဆက်တဲ့ခါကျရင်ကျန်ကငန်းပြားရည်ထည့်မယ်ငန်းပြားရည်ကို15မီလီ3ဆုံးထည့်မယ်ပြီးတော့လို့ရှိရင်ဒါလေးကတုံရဲငရုတ်အနှစ်ပေါ့နော်အနှံ့လေးနည်းနည်းလေးမှုရအောင်ကျန်ကထည့်တယ်ပြီးတော့ရင်တော့ဒါကိုယ်တိုင်းလှော်တဲ့ငရုတ်တည်းလှော်မှအဆက်ကိုတော့ကိုစားနိုင်တဲ့လောက်ထည့်ပေါ့နော်ကျန်ကတော့ဆက်ဆက်လေးခြိုက်လို့ဆက်ဆက်လေးထည့်တယ်ပြီးရင်တော့အတုံးတုံးရင်တော့ကျန်စက်တုံဖြူရည်တုံးတယ်စက်တုံဖြူရည်ကိုတုံးတုံးမဲ့ဆုံးလေးနဲ့သုံးထည့်မယ် အနက်လေးမူးရပြီးတော့တကြီးအောင်ကြာလာပြီပြီးသွားရင်တော့နှင်းအဖြူနှင်းငယ်လေးထည့်မယ်နော်ပြီးတော့လို့ရှိရင်အချိုနှင်းငယ်လေးထည့်မယ်ပေါ့နော်အချိုတော့ခြံထက်ညက်ထည့်နော်ပြီးလို့ရှိရင်ဒီခေစီဟင်းခဲရတာမုံနှင်းငယ်ထည့်မယ်တကယ်လို့ကိုယ်အချိုမုံစားရင်တော့ချိုမုံထည့်နော်ခြံကတော့ချိုမုံမစားဘူးဒါလေးနဲ့ထည့်လိုက်မယ်နောက်ဆုံးမှာတမယာကြီးနှလုံးထည့်ထည့်လိုက်နော်อืม ဒီလိုတောက်စားဘူးတဲ့သူတွေစကြလားစီရင် comment မှာရေးခဲ့ပေးเนาะကျွန်တော်တစ်ခါတလေပါစားလို့စားရမှန်းမသိတဲ့ခါကြရင်သမင်းတောက်เนาะဟွန်းအញ្ញန်းကောင်းသမ ्या ဒီဖြစ်ထလိုက်เนาะအောင်ထည့်ပြီးသွားပြီဆိုရင်เนาะကျွန်တော်စတင်ပြီးတော့မှတောက်မယ်တောက်တဲ့ခါကြရင်အကုန်လုံးနှံ့သွားတဲ့အထိကိုနည်းပေးလိုက်မယ်เนาะอืมအနှံ့ကတော့အញ្ញန်းကိုမွေးတယ်เนาะကျွန်တော်ဒါပြောမယ်ဆိုရင်တော့ဟိုညီမနိုင်ငံရဲ့အကြိုက်ပေါ့เนาะဒီလိုမျိုးအရသာဆိုရင်เนาะဟိုကဲပကံလေးတဲ့ထည့်လိုက်မယ် ဒါဆိုရင်တော့အရွက်လည်းများများစားရတယ်အကြတာကွက်တိပေါ့နော်ချင်ငန်ဆက်ပြီးတော့ပစုံလည်းစားနော်ဒီလိုကြိုက်တဲ့သူတွေသိလားသိရင်ချမ်းရဲ့ဗီဒီယိုလေးရဲ့အောက်မှာ comment လေးရေးပေးကြပါဦးအကြတာအရင်မိုက်တဲ့သမင်းတုပ်လေးစားကြပါဦးနော်ချမ်းကဒီလိုမျိုးခဏခဏတုပ်စားဖြစ်တယ်အရင်ကြိုက်လို့လေး ဒီနီလန်းလေးတိုင်းလိုက်ပြီးတော့မှတုတ်စားကြည့်ကြကုံကြစိတ်လည်းတက်တာပြီးတော့အရှသာအရှမ်းကိုမှကောင်းတယ်နော်အတုတ်တွေထောင်းတွေဆိုချမ်းအရန်ကိုမှကြိုက်တယ်အဲ့တော့ကိုကိုတိုင်းလည်းဆိုင်ခွင့်လာတယ်အဲ့တော့ကိုပါကိုကအခုမှအတုတ်တွေအထောင်းပိုင်းတွေလည်လာခြင်းနဲ့အပြင်တွေ့တက်ခြင်းတဲ့သူတွေကတော့မော်လမြိုင်မှာအထောင်းပြုလုပ်နေတင်နေစီမယ်အပြင်တွေ့ VIP 6လပိုင်းပြင်ပေးမယ်အသေးစိတ်ကို messenger မှာတွားမေးလို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ် bye bye